ကျွန်တော်ရေ laptop တွေဝယ်ယူတဲ့အခါမှာဒါမှမဟုတ် TV နဲ့ monitor တွေဝယ်ယူတဲ့အခါမှာတွေ့ရလေးရှိတဲ့ LCD screen LED screen နဲ့ OLED screen တွေဆိုတာဘယ်လိုကွာလဲဘယ်လိုမျိုးလေးထူးခြားလဲဆိုတာတွေကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာမြန်မာလိုပြောပြပေးမှာဖြစ်ပါတယ်မိင်္ဂလာပါ Picket Blog ကကြိုဆိုပါတယ်ကျွန်တော်ကြော်စုံမင်းပါဒီလိုမျိုး TV တွေတွေ့ဘူးကြလားဗျအာမမြင်ဘူးတဲ့သူတွေလည်းရှိမယ်ထင်တယ်နော် ကျွန်တော်အရင်ကတော့အဲ့လိုမျိုး TV တွေသုံးတယ်ဗျာထားပါတော့ဟိုးအရင်ကအဲ့လိုမျိုးသုံးခဲ့ကြတဲ့ TV အကြီးကြီးကိုတော့ကျွန်တော်တို့ CRT TV လို့ခေါ်ပါတယ်ဒါနဲ့စကားမဆက်အဲကျွန်တော်က10ရန်ပြီးသွားတော့ဗောနော်10ရန်ပြီးသွားတော့တက္ကသိုလ်မတက်ခင်မှာတက္ကသိုလ်ပြိုင်နေလေလုတ်တယ်ဗောဗျာဒီကိုရီးယားမရောက်ခင်မှာကျွန်တော် TV ပြင်တယ် TV တွေ TV set တွေပြင်ခဲ့ရောနော်အဲ့လိုမျိုးပြင်ခဲ့တဲ့အခါကျကျွန်တော်နေဘက်မှာကျတော့အဲ့လိုမျိုး CRT TV အကြီးကြီးတွေကိုကျွန်တော် Color TV တွေအဖြူမဲ TV တွေပြင်ပြစ်ခဲ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်စကားဆက်မိပြီးတော့ဒီလိုမျိုးဗီဒီယိုလေးတွေကျွန်တော်အခုစပြီးလုတ်ဖြစ်တယ်လို့ပဲပြောရမှာဗောဗျာ ။ထားပါတော့ဒါရီကတော့အဲ့တုန်းကဒီ DVD ကအခုချိန်ထိဘာလို့မတွေ့ရတာလဲ။ရုပ်ထွက်မကောင်းလို့လား။အဲ့လိုမေးစရာလေးတော့ရှိလာပါတယ်။ဒါပေမဲ့အဲ့လိုတော့မဟုတ်ပါဘူး။အဲအဓိကတော့ထူပြီးတော့ဗျာအလေးကြီးဖြစ်နေရဗျာ။ အဲ့ဒါကြောင့်ပဲဖြစ်ပါတယ်နောက်ပြီးတော့ကြီးအောင်လှုပ်ဖို့ကလည်းပဲမလွယ်ပါဘူးတေးသေးလေးတောင်မှဗျာဒီလောက်ထူပြီးတော့လေးနေတာလက်မအကြီးတွေဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီအခန်းတစ်ခန်းလုံးမှာ TV ထည့်ထားတဲ့အခန်းဆိုရင်လူထိုင်စရာနေအောင်ရှိမှာမဟုတ်တော့ဘူးနော်အဲ့လိုမျိုးအနေထားဆိုတော့အဓိကကတော့ပေါ့ပေါ့ပေါ့မဖြစ်ဘူးပေါ့ဗျာအဲ့ဒါကြောင့်ပဲအဲကျွန်တော်တို့ကြီးအောင်လှုပ်ဖို့လဲလွယ်တဲ့ LCD ကနောက်ပိုင်းမှာအခရာကြတဲ့နေရာကို ရောက်လာခဲ့ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းထွက်တဲ့ဒီ TV တွေပေါ့နော် TV နည်းနည်းကြည့်မယ်ဆိုရင်ဗျာ LED TV QL LED TV OLED TV ဆိုတာတွေပဲတွေ့ရတာများတယ်ဗျအဲ့တော့ကျွန်တော်အရင်ကအခရာကြခဲ့ပါတယ်ဆိုတော့ LCD TV ကပဲရောက်သွားလေသူစဉ်းစားစရာလေးကဖြစ်လာပါတယ်အဲ့တော့ဒီသူ့ရဲ့နောက်ွယ်မှာဇာတ်ကြောင်းလေးတော့ရှိပါတယ် ဇာကြောင်းလေးကတော့တင်းရဲ့အီအီကတင်းကိုထားခဲ့တယ်လို့မျိုးဇာကြောင်းလေးကတော့ရှင်းတော့ရှင်းမနေဘူးပေါ့နော်နည်းနည်းလေးတော့ရှုပ်တယ်ဗျာအဲ့တော့ကျွန်တော်တို့ပုံမှန်တွေ့ရလေးရှိရဲ့ဒီ display တွေကိုရင်တော့အနီးကချဲကြည့်မယ်ဆိုလို့ရှိရင် pixel လေးတွေတွေ့ရမှာဖြစ်ပါတယ်အဲအဲ့အခုမြင်ရတဲ့အတိုင်းပဲပေါ့နော် RGB ပေါ့နော် RGB ဆိုတော့အနီးရောင်တစ်ခုအစိမ်းရောင်တစ်ခုအပြိုင်ရောင်တစ်ခုအဲ့လိုမျိုး set pixel လေးတွေလို့ခေါ်ပါတယ်အဲ့ဒါလေးတွေကို set pixel လေးတွေက အဲပေါင်းပြီးတော့ပိတ်စိမ်းဆိုတာဒီအဆက်ပြောက်လေးတစ်ခုဖြစ်လာတယ်အဲအဆက်ပြောက်တွေအများကြီးပေါင်းပြီးတော့ကျွန်တော်အခုမြင်နေရတဲ့ဒီရုပ်ထွက်ပုံထွက်တွေစပြီးတော့ဖြစ်ပေါ်လာတာဖြစ်ပါတယ်အဲ့ဒီပိတ်စိမ်းလေးရဲ့အလင်းအားကိုလိုက်ပြီးတော့အယောင်မျိုးစုံကိုထုတ်လုပ်ပေးတာဖြစ်ပါတယ်ဒါပေမဲ့အခုမြင်နေရတဲ့အဲ့ဒီဆက်ပိတ်စိမ်းလေးတွေကဟာသူ့တစ်ခုတည်းနဲ့အလင်းထုတ်မပေးနိုင်ပါဘူးအလင်းကိုတော့သူ့ရဲ့နောက်ဖက်မှာရှိတဲ့ bell like ဆိုတာကနေပြီးတော့အလင်းကလာတာပါအဲ့ဒီဒီဆက်ပိတ်စိမ်းလေးနဲ့ bell like ရဲ့ဂျားထဲမှာသူက ဒီမှန်အလော်လေးတစ်ချက်ခံလိုက်တယ်အဲ့မှန်အလော်လေးတစ်ချက်ခံပြီးတော့အဲ့အလော်ကနေအလင်းကိုဘလောက်စုပ်ယူမယ်ဘာညာစွာတွေကိုလိုက်ပြီးတော့ကျွန်တော်တို့ဒီရှေ့မှာရှိတဲ့ပေစင်ကြီးရဲ့ အလင်းအားကိုချိန်ညှိပေးတဲ့အနေနဲ့အလုပ်လုပ်ပါတယ်။သူနောက်ကဇက်ကြောင်လေးဆိုတာကအဲ့ဒီမှာစတာပါ။ LCD ကစပြီးတော့ထုတ်တဲ့အချိန်ကဒီ back light နောက်ကအလင်းရောင်ကိုဖန်ချောင်းတွေကိုသုံးပြီးတော့ထုတ်ခဲ့ကြတာပါ။ဒါပေမဲ့ဒီအိမ်မှာသုံးတဲ့ကျွန်တော်ဖန်ချောင်းတွေလည်းမတူဘူးပေါ့ဗျာ။နည်းနည်းလေးသူတို့စမ်းသစ်ထားတဲ့နီးပညာရင်းနဲ့လောက်ထားတာပါ။အခုနောက်ပိုင်းမှာဆိုလို့ရှိရင်အိမ်မှာသုံးတဲ့ဖန်ချောင်းတွေမီးချောင်းတွေဆိုလို့ရှိရင်လည်းပဲအဲဒီအဲ့ဒီဖန်ချောင်းတွေမသုံးတော့ဘဲနဲ့ LED မီးချောင်းတွေကိုကျွန်တော်သုံးလာကြရမလား အဲ့တော့ဒီ LED မီးတွေဘာလို့သုံးလဲဆိုလို့ဗျာအိမ်မှာသလို့ရှင်လဲအများသိကြရတဲ့အတိုင်းပဲမီးယာစားတတ်တာမယ်အပူထွက်တတ်တာမယ်ကြာရှည်ခံမယ်အဲ့ဒါတွေကဒီအိမ်မီးတွေမှာတော့အဲ့လိုမျိုး꽈နေမယ်ဆိုလို့ရှင်ရင်အိမ်မှာကျွန်တော်တီဗီကြည့်တဲ့အချိန်မှာအမေကဟာနင့် TV မကြည့်နဲ့မီတာကတက်တယ်ဆိုပြီးတော့ TV ကိုသွားပိတ်လိုက်မယ်ဆိုရင်တော့ အကုန်လုံးဝင်နေကြတယ်မဟုတ်လားအဲအဲ့ဒါကြောင့်ပဲ TV တွေ monitor တွေမှာကျွန်တော်နောက်ခံပက်လိုက်အလင်းရောင်ကိုအဖန်ချောင်းတွေအစား LED မီလုံးတွေကိုအစားထိုးပြီးတော့သုံးခဲ့ကြပါတယ်အဲအဲ့တော့အစားထိုးပြီးတော့လေသုံးပြီးပြီးတို့ရတဲ့နီးပညာတခုတခုဖန်တီးပြီးသွားပြီဆိုတော့အစ်တစ်ခုကိုလှုပ်လိုက်ပြီဗျာအဲ့တော့နိုင်မဲ့အစ်တကပေးရတော့မယ်လीအဲ့တော့ဘယ်လိုပေးကြရမလဲ ဘယ်လိုဝေးကြမလဲဆိုတော့ company တွေကလည်းစဉ်းစားကြတယ်ထင်ပါတယ်အဲ့တော့ LED backlight သုံးထားတယ် LCD TV ဝယ်ပါဆိုပြီးတော့ marketing တွေပါရင်ဈေးမယ်ဆိုပါဆိုပြောမယ်ဆိုရင်မနာမည်ကြီးလည်းအရှိရေးပဲခေါ်လို့မကောင်းပြီးတော့လီရောလည်းရှိသေးတယ်အဲ့တော့ backlight ဆိုတာလည်းပဲပြီးကျွန်တော်ခုနရှင်းပြဆိုတော့ backlight ကဘာလဲဆိုတော့လည်းဆက်ပြီးတော့ရှင်းပြနေရအောင်မယ်ဆိုတော့တော်တော်လေးလီကျော်ချီတယ်ဗျ marketing အနေနဲ့အစင်မပြေဘူးထင်ပါတယ်အဲ့ဒါကြောင့်ပဲရှိက backlight နဲ့ LCD နဲ့ကိုဖြုတ်ပြီးတော့ LED TV ဆိုပြီးတော့ company တွေက မားကတ်တင်ဆင်းပြီးတော့အဲ့လိုမျိုးဖျောက်ပစ်ခဲ့တယ်လို့ဖြစ်သွားတာပါဒါပေမဲ့နည်းပညာတွေကတော့အဲ့ဒီမှာနေရက်မနေပါဘူးအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ဂျာထဲမှာ mini led display ဆိုတာကြီးလည်းရှိလာတယ် ပြီးတော့ OLED ဆိုပြီးတော့လည်းပဲတွင်တွင်ကြဲကြဲအခုအသုံးပြုနေကြတဲ့ display လည်းထွက်ပေါ်လာခဲ့ပါတယ်အဲ OLED ကိုအရင်ကြီးတွင်တွင်ကြဲကြဲမသုံးခင်ဒါမှမဟုတ်ကျွန်တော် laptop တွေမှာပေါ့ဗျာ laptop တွေဖုန်းတွေမှာအရင်ကြီးတွင်တွင်ကြဲကြဲမသုံးခင်ကျွန်တော် laptop တွေ monitor တွေ screen တွေမှာဆိုလို့ရှိရင်ဒီ mini LED ဆိုတာလည်းပဲ TV လည်းအဲ့လိုထွက်ခဲ့ပါတယ် mini LED screen ဆိုတာလေးကတော့နည်းနည်းလေးပြောရမှာရှိတယ်ဗျအဲ့တော့ mini LED display အကြောင်းကိုပြောဖို့ကကျွန်တော်တို့ဒီ video တွေမှာထည့်လိုက်မယ်ဆိုတော့တော်တော်ရှိသွားမှာမို့လို့ဒီလိုစိတ်ဝင်စားရဲဆိုရင်တော့ comment လေးမှာပေးခဲ့ပါကျွန်တော်နောက် video တွေမှာ အဲထည့်ပြီးတော့ပြောတာပဲဖြစ်ဖြစ်တီးသက်လုံပေးတာပဲဖြစ်ဖြစ်ကျွန်တော်ပြောပြပေးသွားပါမယ်အခုကတော့ကျွန်တော်တို့ OLED screen လေးအကြောင်းကိုကျွန်တော်ဆက်လက်ပြီးတော့ပြောပြပေးပါမယ်ဆောစော LCD တုန်းကတော့ရှေ့မှာ set bezel လေးရှိတယ် set bezel ကိုနောက်ကနေ backlight နဲ့အလင်းထိုးပြီးတော့ဂျားတဲ့ကအလွာလေးတစ်ခုကအလင်းကိုထိန်းကြည့်ပြီးတော့ အဲ့လိုမျိုးဘယ်လောက်လင်းထွက်ရမလဲဘယ်လိုမျိုးရုပ်ထွက်ရမလဲဆိုတာလေးတွေကိုဖော်ပြပေးတယ်အဲ့လိုမျိုးဆိုလို့ချင်းပြဿနာကတခုရှိရဲ့ဗျအဲ့တော့အလင်ကအလွာကကျွန်တော်အလင်းကိုဘယ်လောက်ပဲဆုပ်ယူဆုပ်ယူဘယ်လောက်ပဲထိန်းကြီးထိန်းကြီးရှေ့ကိုအဲ့စက်ပိစဲတွေရှိကိုစိတ်ထွက်လာတဲ့အကြောင်းတွေကရှိရဲ့လေအဲ့အကြောင်းပဲကျွန်တော်အနဲ့ရောင်စစ်စစ်ကိုဖော်ပြဖို့ကတော့ SCD မှာလုံးဝ မဖြစ်နိုင်ပါဘူးဒါပေမဲ့ OLED ဒီအများအကုန် OLED အဲ့ဒီမှာအားတာသွားတာကအဲ့ display တွေမှာအားတာသွားတာကဒီနောက်ကနေပြီးတော့အလင်းထိုးပေးစရာ backlight ဆိုတဲ့ဟာမလိုတော့ဘူးနောက်ကအလင်းမလိုတော့ပဲနဲ့စစောကပြရတဲ့ RGB အနီတို့အပြာတို့အစိမ်းတို့ဘောနော်အဲ့ဒီပိစင်လေးတွေတစ်ခုချင်းစီကနေအလင်းကိုယ်တိုင်သူတို့ကထုတ်နိုင်တာမို့လို့အနှက်ရောင်လိုချင်နေဆိုလို့ချင်းအဲ့မလိုတဲ့နေရာအလင်းလေးကိုစွတ်ပိတ်ပလိုက်လို့ရတယ် ရှင်းရှင်းလေးပဲမလိုရင်ပိတ်တယ်လိုရင်ဖွင့်ပြီးတော့သုံးမယ်အဲ့တော့အလင်းရောင်စိမ့်ထွက်စရာအယောင်ကမရှိတော့ဘူးအဲ့လိုမျိုးဆိုလို့ရတဲ့ခါကျတော့အနက်ရောင် စစ်စစ်ကိုအဲ့ display ကပေါ်ပြသွားလို့ရပါတယ်အဲ့တော့အနက်ရောင် စစ်စစ်ကဘာလို့လိုအပ်တာလဲအဲ့ဒါကမေးစရာရှိလာမယ်အနက်ရောင်စစ်စစ်ကဘာလို့လိုအပ်တာလဲဆိုလို့ရှိရင်တော့ အဲ့လိုမျိုး net ဆိုးနေမှာကျွန်တော်တို့ကြည့်ရတဲ့အခါ YouTube ကကောင်းနေဆိုပြီးတော့မြင်ရတာပဲဖြစ်ပါတယ်ဒီ display ကတပြိုင်တည်းပြနိုင်တဲ့အလင်းဆုံးနဲ့အမောင်ဆုံးအချိုးကို contrast ratio လို့အကြိမ်လို့ခေါ်ပါတယ်အဲ့ဒီ contrast ratio ဆိုတာကမြင်ရင်မြင်တယ်လို့ရုပ်ထွက်ကောင်းတယ်လို့ကျွန်တော်တို့မျက်လုံးနဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်အဲ့ဒါအကြောင်းပဲ OLED screen တွေရဲ့အနက်ရောင်စစ်စစ်ကိုကျွန်တော်တို့ကသဘောကျတာပဲဖြစ်ပါတယ်အခုနောက်ပိုင်း laptop တွေ monitor တွေမှာဆိုလို့ရှိရင်တော့ဒီ LCD screen အမျိုးအစားကိုမှထပ်ပြီးတော့ တော့ခွဲထားတဲ့ pan တွေအမျိုးအစားတွေပေါ့နော် DM pan နဲ့ VA pan နဲ့ IPS pan တွေဆိုတာလည်းရှိပါတယ်အဲ့ဒီအကြောင်းကိုတော့ကျွန်တော် Dell monitor review လုပ်ရင်းနဲ့ကျွန်တော်ပြောပြပေးထားတာရှိလို့မကြည့်ရသေးဘူးဆိုလို့ချင်းကျွန်တော် YouTube မှာကြည့်နေတဲ့နေရာလေးမှာပေါ်လိမ့်မယ်ပေါ့နော်အနေရာလေးမှာကျွန်တော်သွားပြီးတော့နှိပ်ပြီးတော့ခဏနေတက်ကြည့်လို့ရပါတယ် Facebook မှာဆိုလို့ချင်းတော့ကျွန်တော် description ထဲမှာအလင့်လေးထည့်ပေးထားပါမယ်အဲ့တော့ OLED screen တွေကတော့ပြီးပြီဆုံးနေရတာမဟုတ်သေးပါဘူးဒါပေမဲ့ကြည့်ရတာက contrast ratio မြင့်တဲ့အပြင်ကြည်တောက်ရှင်းတဲ့စူးစူးပြီးပြီးလေးကြည့်ရတာဆိုတော့ ီပို့ပြီးတော့ကောင်းပြီးတော့ဒီဈေးကလည်းမြင့်နေဗျအဲ့တော့ထုံးစံအတိုင်းပဲသူ့မှာလည်းအားနေချက်အားသာချက်ကလေးတွေကတော့ရှိနေတယ်မို့လို့အဲ့ဒီအကြောင်းကိုတော့ကျွန်တော်နောက်တစ်ပတ်ဗီဒီယိုမှာဒီ OLED screen laptop ကို unboxing လေးလုပ်ရင်းနဲ့တီးတဲ့အဲ့ဒီ unboxing လုပ်ရင်းနဲ့ကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်။ဟာဒီနေ့ဗီဒီယိုကကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါမယ်။ကြည့်ပြီးတော့ကျေးဇူးအများကြီးအများကြီးတင်ပါတယ်။ဒါကတော့အစား အစအဲ့ဒီ OLED screen အကြောင်းအားနဲ့အားတကြက်လေးတွေကိုပြောပြီးတော့အဲ့ဒီ unboxing လုပ်ရင်းနဲ့လုပ်မလို့ဘောเนาะဂျားထဲမှာရှေ့မှာအခြေခံအဆင့်လေးထည့်သိမ်းနေတယ်လို့ဆိုပြီးတော့ကျွန်တော်နားလေရလွယ်အောင်ကြည့်ရတဲ့လူကြီးပို့ပြီးတော့အဆင်ပြေအောင်ဆိုပြီးတော့အဲဒီ video လေးကိုကျွန်တော်စပြီးရေးဖြစ်သွားတာပဲဖြစ်ပါတယ်ကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်